ဒါဆန်ဆန် TV channel ကနေပြီးတော့ပြန်ကြည့်ကြည့်လိုက်ပါတယ်။ကျွန်တော်မနေ့တုန်းက Flash Wire နဲ့ဖုန်း2015ပေါ့။အဲ့ဒီရဲ့ group stage လေးကိုကမ္ဘာပြေးသွားပြန်ပါတယ်။အမှဆိုရင်ကျွန်တော်ကမ္ဘာပြေးသွားပထမဆုံးအနေနဲ့မွန်ဂိုနဲ့ Sprint မှာဆိုရင် Sprint အနိုင်နဲ့တူတူပါ2.5ယူနေတယ်။အမှဆို Sprint အနိုင်နိုင်ပါလေ။ပြီးရင်ပရှင်ယူနေတဲ့ဖယ်ကွန်မှာဆိုရင်ကျွန်တော်ဖယ်ကွန်2စီယူပါလေ။အဲ့ဒါနားပါလေ။ပြီးပိန်းနဲ့တန်လုံမှာဆိုရင်ပိန်းအနိုင်နဲ့တူတူမှတ်ဥပါ2.5ယူလိုက်တယ်။ပြီးရင် Fuel နဲ့ Fidelity မှာဆိုရင် ဖူရအနိုင်နဲ့သူတမဲ့ဟိုမှာ2ဘက် value တွေအလေးကူမှာတကူပဲမှာပါဖြစ်ပါတယ်ဟုတ်ဆိုရင်တော့ဒီနေ့မနက်မှာ play off ပွဲစဉ်တွေကိုစတင်ရှင်းပြရအောင်မှာဖြစ်ပါတယ်အမှဆိုရင် play off ပွဲစဉ်တွေမှာဆိုရင်ဘယ်နှစ်တင်းတွေ့မလဲဆိုတော့ပရှင်ယူရင်နဲ့ပိန်ပြီးရင် sprint နဲ့ fidelity ပြီးရင် fury နဲ့ falcon ကတော့ဟိုပါလေ ranking 1ရလို့ semi final မှာစောင့်နေတာပေါ့အဲဒါဆိုရင်ပရှင်ယူရင်နဲ့ပိန် မရင်နဲ့ပိန်ပါဆိုရင်တော့ကျွန်တော်ပိန်အနိုင်တယ်သူတမောက်ကသူဝက်ပဲကြိုက်ပါတယ်ပိန်ကိုဘာလို့1.75စားတော့ပေးတာကျွန်တော်လည်းနားမလည်ဘူးရပိန်ကတော့ပိုကောင်းတယ်ပရှိသေးတယ်အဲဒါကြောင့်ကျွန်တော်ပိန်အနိုင်တယ်သူတမောက်ကဘာသူဝက်ပဲကြိုက်ပါတယ်ပိန်စပရင့်နဲ့ဖက်တလီတီမှာဆိုရင်တော့ကျွန်တော်ဖက်တလီတီအနိုင်ကြိုက်တယ်ပြီးရင်သူတမောက်ကဘာသူဝက်ဖက်တလီကြိုက်ပါတယ်ကျွန်တော်ရွေးချယ်ရပြီးနှစ်ပွဲပါတော့ပိန်းနဲ့ပရှိကေမှာနေပိန်းအနိုင်နဲ့တူတမတ်အူပါ2.5 ြီးရင် spring level လေးဒီမှာဆိုရင် fidelity အနိုင် fidelity အနိုင်နဲ့ tutor map over 2.5အဲ့ဒါရေးသွားပေးခြင်းပါတယ်အားလုံးပဲအဆုံးကြီးရေးပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်